ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်မနက်အစောကြီးပဲဒုံမောင်လေးစိတ်ကိုရောက်နေပါတယ်ဒီနေ့လာအိုမှာဗီဇာကိစ္စလေးတခုရှိလို့လာအိုနိုင်ငံ VN ချင်းကိုလေနဲ့သွားမှာပါအခုနောက်ပိုင်းလာအိုကိုနေဆက်ကနေသွားတယ်ဆိုရင် VIP pass လိုတယ်ပါညာဆိုတော့လေနဲ့ပဲသွားပြစ်လိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာကတော့လာအိုကိုလေနဲ့သွားပြီးဗီဇာသွားလျှောက်တဲ့အတွေ့အကြုံလေးတွေကိုအဓိကထားပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် လာအိုကိုဘန်ကောက်ကနေသွားတဲ့လေယာဉ်ကဒမောင်းကနေဆိုရင် AA ရှားလေယာဉ်တနေ့နှစ်စီးနဲ့တူနာဘူမီကနေဆိုရင်လာအို airline Thai Airways လေကြောင်းလိုင်းတို့နဲ့တနေ့ကိုနှစ်စီး၃စီးလောက်ရှိပါတယ်ဆိုတော့လာအိုကိုဘန်ကောက်ကနေတနေ့လေယာဉ်၄စီးရှိတယ်လို့ဆိုနိုင်ပါတယ်အများကြီးတော့မရှိပါဘူးကျွန်တော်ကတော့ဒီနေ့အတွက်ဘန်ကောက်ကနေလာအိုမြို့တော် VNJ ကိုသွားတဲ့ Asia Flight ကိုလက်မှတ်ဖြတ်ထားပါတယ်။လေယာဉ်ကမနက်အစောကြီးထွက်မဲ့ flight ကိုဖြတ်ထားပါတယ်။ဘန်ကောက်ကနေ6နာရီ25မိနစ်ထွက်ပါမယ်။ဆိုတော့ကျွန်တော်အိမ်ကနေအစောကြီးပဲထပြီးတော့ထွက်လာရပါတယ်ဗျ။ဘာလို့မနက်အစောကြီးဖြတ်ထားတာလဲဆိုတော့ကျွန်တော်လာအိုဗီယန်ချင်းကိုရောက်တာနဲ့လေစိတ်ကနေတန်ယုံကိုတန်းသွားပြီးတော့ဗီဇာကြီးတွင်းဖို့စီစဉ်ထားတာမို့ပါ မနေ့အစောကြီးကတည်းကအေရှားကောင်တာတွေမှာတန်းစီတဲ့တူတွေကစပြီးတော့ရှိနေပါပြီကျွန်တော်ကတော့ Jobo 8အသေးတစ်လုံးနဲ့ပဲသွားတော့မို့အထုပ်အပ်စရာမရှိပါဘူးအဲ့ဒါကြောင့် boarding pass ကိုလေစိတ်မှာချထားပေးတယ်အခုဆက်တွေကနေပဲထုတ်လိုက်ပါမယ်ဗျဆက်ကနေ boarding pass ထုတ်တာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတွေကျွန်တော်တင်ထားပေးပူပါတယ်အခုလည်းထပ်ပြီးတော့တင်ပေးဖို့ရှိပါတယ် boarding pass ရပြီဆိုတော့ airline counter တွေရဲ့အနောက်ဘက်ကိုဝင်ပြီးတော့ security နဲ့ immigration ဖြတ်တာတွေလုပ်ပါမယ် security နဲ့ immigration ဖြတ်ရတဲ့နေရာက airline check-in counter တွေရဲ့အနောက်ဘက်ကဲ့ရက်မှာတွေမှရှိပါတယ်ဒုံမောင်လေးစိတ်ကတိတိလေးပဲဖြစ်တာမို့ကျွန်တော်တို့ခက်ခက်ခဲခဲရှာနေဖို့မလိုပါဘူးဗျအခုကတော့ security ရော immigration ရောကျွန်တော်ဖြတ်ပြီးပါပြီ။ထိုင်းကနေအထွတ်၃လဲ passport ရရခဲ့ပါပြီဗျ။ဒီနေ့ကကျွန်တော်လက်မှတ်ဖြတ်သေးက VIP lounge ဝယ်ထားတာရှိပါတယ်။လေရင်ချိန်ကလည်းစောနေသေးတော့ lounge မှာခဏတွားထိုင်ပါမယ်ဗျ။မနက်အစောကြီးဖြစ်တာမို့မနက်စာလဲစားရင်ခဏဝင်နာပါမယ်ဗျ။အကျွန်တော်ဝယ်ထားတဲ့ lounge နေရာကတော့ဒုံမောင်လေးစိတ်ရဲ့ duty free ဆိုင်အရှိမတင်ရှိပါတယ်ဗျ။ Miracle lounge ဆိုတာပါ။လေရင်လက်မဖြတ်ရင်လည်းတခါတည်းဝယ်တာမို့ ဘတ်800လောင်းနဲ့ဝယ်လို့ရခဲ့ပါတယ်။ဒီရောက်တော့မှဝယ်မယ်ဆိုရင်ကောင်တာမှာသူတို့ရေးထားတာတယောက်ကိုဘတ်1000ကျမယ်လို့ရေးထားပါတယ်။ launch ထဲမှာကတော့မနက်အစောပိုင်းဖြစ်တော့မှလူအများကြီးမရှိပါဘူး။အစားအသောက်တွေအရင်မကြည့်သေးပဲထိုင်ကုန်နေရာလေးကိုတွားယူထားပါမယ်ဗျ။ခုံတွေကလည်းကျဲပြီးတော့တက်တောင်တက်တာရှိမဲ့ပုံပါပဲ။ launch အတုံပြုခွင့်က2နာရီရထားပါတယ်ဗျ။ဆိုတော့လေစိတ်ထဲအေးစစ်ဘိုဒင်တိုင်းစောက်ဖို့အတွက်အဆင်ပြေပါတယ်။အစားအသောက်ကတော့အရှိတိုင်းအစားအစာတွေရော ပါမုတ်ကော်ဖီအချိုပွဲအေးအရက်ဘီယာစသဖြင့်ရှိပါတယ်။မီနူးတွေအရင်အများကြီးမဟုတ်ပေမဲ့အဆင်ပြေတယ်လို့ဆိုရပါမယ်ဗျ။လေစိတ်ထဲကျွန်တော်တို့ဂိတ်ဖြတ်ပြီးရင်တွေ့ရမယ့်စားတောက်ဆိုင်တွေကဈေးကြီးပါတယ်။ တခုခုဝယ်စားပြီးတော့ဆိုင်ထဲမှာအေးဆေးဆေးအကြကြီးထိုင်နေတာမျိုးကလည်းအဆင်မပြေပါဘူးအဲ့ဒီတော့အစားအသောက်တွေဟိုနဲ့နဲ့ဒီနဲ့နဲ့စုံစုံလင်လင်စားကျင်တယ်ဒါမှမဟုတ်အေးဆေးဆေးနားကျင်တယ်ဆိုရင် lounge ကြိုဝယ်ထားတာကလည်းအဆင်ပြေတယ်လို့ဆိုရပါမယ်ဗျ lounge ထဲမှာ coffee တောင်းမနက်စာစားပြီးပါပြီလိန်ချင်းလည်းနီးနေပြီမို့လိန်စီးရမယ့် gate ကိုသွားပါတော့မယ်ဗျလေသိက်ကတော့မနက်အစောကြီးပြင်မယ်စပြီးတော့ခီးတယ်တွေနဲ့စီနေပါပြီဗျ ဒီနေ့ကတော့ gate 2မှာစီးရမှာဆိုတော့အောက်ထပ်ဆင်းရပါမယ်ဗျ။အောက်ထပ်မှာလည်းခီးတဲ့တွေအပြည့်ပါပဲ။လေမောတက်တာတွေဘာတွေကိုတော့အသေးစိတ်ကျွန်တော်မပြတော့ပါဘူး။အခုကတော့ဗီယန်ချင်းလေစိတ်ကိုရောက်ပါပြီ ျွန်တော်လာအိုအင်မီဂရေးရှင်းကိုလည်းဖြတ်ပြီးပါပြီ။လေဆိပ်ကသေးပြီးတော့လေရင်တွေစိုက်တာလည်းနည်းပါတယ်။အဲ့ဒါကြောင့်မို့အင်မီဂရေးရှင်းမှာလည်းအရန်မကြပါဘူး။လေရင်ပေါ်ကဆင်းတာနဲ့အင်မီဂရေးရှင်းမှာ arrival card ဖြည့်ရပါတယ်။လာအိုကလည်းထိုင်းလိုပဲ online ကနေ arrival card ကြိုဖြည့်ထားလို့ရပါတယ်။ online ကကြိုဖြည့်ထားရင်တော့ ကိုယ့်ရဲ့ဖုန်းထဲကနေ officer ကိုပြလိုက်ရုံမှာပဲ online ကကြိုမဖြစ်ထားဘူးဆိုရင်လည်း၄၀ရောက်မှ ဖြည့်လို့ရပါတယ်။ဘာတွေဖြည့်ရမလဲဆိုတော့ကိုယ့်ရဲ့ passport အချက်အလက်လာအိုကိုလာခဲ့တဲ့လေယာဉ်နံပါတ်လာအိုမှာတဲမဲ့ hotel နံပါတ်ပဲဖြည့်ရပါတယ်ဗျ။အတော်ကြီးကိုလွယ်ပါတယ်။၄၀ရောက်မှ arrival card ဖြည့်ပြီးတော့ immigration ဖြတ်တာတော့15မိနစ်အတွင်းပြီးသွားပါတယ်။လူကနဲတာမို့မကြပါဘူး။ ဗျံချင်းလေးစိတ်ကအတော်လေးသေးပါတယ်ဆိုင်တွေလည်းများများဆဆမရှိပါဘူးဖုန်းစင်ကက်ရောင်းတဲ့ဆိုင်တွေနဲ့ငွေလဲပေးတဲ့ကောင်တာနည်းနည်းရှိပါမယ်နောက်ပြီးတော့ကော်ဖီဆိုင်နှစ်ဆိုင်၃ဆိုင်လောက်ရှိမယ်ဒီလောက်ပါပဲဗျကျွန်တော်ကတော့ Thai phone ကိုပဲ roaming package ဝယ်ထားတာမို့စင်ကက်အစ်စ်ထပ်မဝယ်တော့ပါဘူးလောလောဆယ်သုံးဖို့အတွက်ဘတ်2000ကိုလေးစိတ်ထဲမှာပဲလဲလိုက်ပါတယ်ကျွန်တော်ဘတ်2000ကိုလဲလိုက်တဲ့လာဝငွေတွေက Thai ကိုပြန်ရောက်တဲ့အချိန်ထိသုံးလို့မကုန်ပါဘူး ရိတ်ကိုအတိအကျတော့မမှတ်မိတော့ပါဘူးလေစိတ်ထဲအများကြီးမလဲခြင်းမှုဆိုရင်လေမြို့ရဲရောက်မှအိတ်ချင်းဆိုင်တွေမှာလဲလို့ရပါတယ်ထိုင်းဘတ်ကို လာအုံငွေတိုက်ရိုက်လဲလို့ရပါတယ်ဒေါ်လာဆောင်သွားဖို့မလိုပါဘူးဗီဇာလျှောက်တာနဲ့ပတ်သက်ပြီးတော့ပြောရရင် ကျွန်တော်ကဗီဇာနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကို e-visa website မှာတရက်ကြိုပြီးတော့ဖြည့်ထားပါတယ်လာအိုကိုဝင်ပြီးတော့နောက်ဆုံးလိုအပ်ချက်ဖြစ်တဲ့လာအိုအဝင်သုံး passport စာမျက်နှာကိုလေစိတ်ထဲမှာပဲတပ်ပုံရိုက်ပြီးတော့ e-visa website မှာဖြည့်ပေးလိုက်ပါတယ်ငွေသွားသွင်းမှုစလစ်ကို ထုတ်လိုက်ပါတယ်ပြီးတဲ့အခါမှာတန်ယုံကိုတန်းသွားဖို့လေဆိပ်ကနေကားငှားပါတယ်လာအိုမှာ grab to board ကိုမသုံးဘူးလို့သိထားတာမို့ကားငှားဖို့အတွက်ကျွန်တော်စာရထိုးထားပေးတဲ့ application ကိုကြိုထောင်းထားပါတယ်အကောင့်ကိုဘယ်ဖုန်းနံပါတ်နဲ့မဆို ဖွင့်လို့ရပါတယ်ဒါပေမဲ့ SMS ကိုတော့ WhatsApp ထဲကိုပဲပို့တာမို့ WhatsApp တုံးမို့တော့လိုပါမယ် ကားခေါ်လိုက်တာကတိတ်မကြဘူးကားရောက်လာပါတယ်ဒီ application ကသူတို့ company ကထုတ်တဲ့ EV ကားတွေနဲ့ပဲခီးစဉ်ကိုပြေးဆွဲတာပါအဲ့ဒါကြောင့်ကားတွေကအကုန်လုံးအယောင်အတူတူပါပဲကားလည်းမရှားပါဘူးကားပေါ်တဲ့အနေအထားမှာရှိပါတယ်တန်ယုံကိုကားငှားတဲ့အခါမှာကျွန်တော်တို့တခုတတိထားရမှာကမြေပုံထဲမှာ VN ချင်းမှာထိုင်းတန်ယုံ200ရှိတယ်လို့ပြထားပါတယ်တကယ်သွားမဲ့နေရာကိုကားငှားဖို့လိုပါတယ်တန်ယုံနေရာမမှားရအောင်ကျွန်တော် comment မှာ တန်ယုံမြေပုံကို link ချထားပေးပါမယ်ဗျ။တန်ယုံကိုရောက်တဲ့အခါမှာ e-visa website ကနေကျွန်တော်ယူထားတဲ့ငွေသွင်းဖို့ slip ကိုတန်ယုံနားမှာရှိတဲ့မေးထူဆိုင်မှာပဲ print ထုတ်လိုက်ပါတယ်။တခြားစာရွက်စာတမ်းဘာမှ print ထုတ်ဖို့မလိုပါဘူး။ဒီငွေသွင်းစာရွက်တစ်ခုပဲလိုပါတယ်။တန်ယုံမှာ passport စာအုပ်ပြတာ၊ bank slip ပြတာစသဖြင့်ဘာမှကိုပြဖို့မလိုပါဘူး။ငွေသွင်းစာရွက်တစ်ခုကိုပဲပြဖို့လိုပါတယ်။ စာရွက်ကို print ထုတ်ပြီးတဲ့အချိန်9နိုင်ထိုးဖို့15မိနစ်လိုပါသေးတယ်။တန်ယုံကမနက်9နိုင်ကနေ12နိုင်အတွင်းပဲငွေသွင်းတာလက်ခံတာမို့ကျွန်တော်တို့ကမနက်9နိုင်ကနေ12နိုင်အတွင်းတန်ယုံကိုအရောက်သွားဖို့လိုပါမယ်။ကျွန်တော်အခုစီးလာတဲ့မနက်အစော flight ကတန်ယုံကို အချိန်မီ ရောက်ပါတယ်။တန်ယုံငွေသွင်းတာကလည်းလူနေတာမို့မကြပါဘူး။မနက်9နိုင်10မိနစ်လောက်မှာကျွန်တော်တန်ယုံငွေသွင်းတာပြီးသွားပါတယ်။တန်ယုံမှာအလဲဗီဇာအတွက်ဆိုရင် ဘတ်တစ်ထောင်သွင်းရပါမယ်တခြားဗီဇာအမျိုးအစားတွေလည်းသက်ဆိုင်ရာကြာသင့်ဗီဇာကြေးအတိုင်းသွင်းရုံမှာပဲထိုင်းဘတ်နဲ့ပဲတွင်းရပါတယ်ဒါကြောင့်ကိုကထိုင်းဘတ်ယူသွားဖို့လိုအပ်ပါမယ်ဗျအခုက e ဗီဇာစနစ်ဖြစ်သွားပြီမို့တန်ရုံမှာ passport ထားခဲ့ဖို့တို့ passport သွားပြန်ယူဖို့တို့မလိုတော့ပါဘူးဟိုတယ်ပြန်ပြီးတော့တန်ရုံက approve or reject အီးမေးလ်ဆောက်ရုံမှာပဲအဲ့ဒါကြောင့်တန်ယုံနာနေတဲ့ဟိုတယ်သဲမဲ့ပါညာလဲကျွန်တော်တို့စဉ်းစားဖို့မလိုပါဘူးတန်ယုံကဗီဇာ approve ဖြစ်ပြီဆိုရင်အီးမေးလ်ပို့ပါမယ်ပို့လာတဲ့အီးမေးလ်ထဲမှာ PDF ဖိုင်လေးပါပါမယ်အဲ့ဒီ PDF ဖိုင်လေးကိုဖုန်းနဲ့တင်ထားပြီးတော့ထိုင်းကိုပြန်ဝင်တဲ့အချိန် immigration မှာပြလိုက်ရုံမှာပဲနေသက်ကပဲဝင်ဝင်လေသိက်ကပဲဝင်ဝင်အတူတူပါပဲလာအိုမှာရက်60အလဲဗီဇာတွားလျှောက်ဖို့အတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကျွန်တော်ရဲ့ page မှာရယူနိုင်ပါတယ်။ e-visa သင်ပေးတာ၊လာဟုသွားဖို့၊လေယာဉ်လက်မှတ်၊ကားလက်မှတ်၊အပြန်လက်မှတ်တွေနဲ့ hotel booking တွေအထိလိုအပ်တာ အားလုံးစီစဉ်ပေးပါတယ်။ page ကိုဆက်သွယ်လာနိုင်ပါတယ်ဗျ။ VNJ မှာ visa သွားလျှောက်တဲ့သူတွေဘယ်မှာသဲမလဲဆိုရင် အများစုက ထိုင်းတန်ယုံနာသဝိုင်းနဲ့လာအိုညာသေးနာအနီးသဝိုင်းမှာတဲကြပါတယ်ထိုင်းတန်ယုံနာကတော့စားတောက်ဆိုင်တွေဘာတွေလဲရှိတယ်ဆိုပေမဲ့ဆိုင်တွေနဲတယ်လို့ထင်တာကြောင့်ကျွန်တော်ကတော့ VN ချင်းသွားပြစ်တိုင်းအဲ့ဒီမှာမတဲပြစ်ပါဘူးများတော့အဖြစ်ကျွန်တော်ကတော့ VN ချင်း night market ဆိုတဲ့မြကန်းဘေးလာအိုညာစီ area တဝိုင်းမှာပဲတဲပြစ်ပါတယ်အဲ့ဒီနာသဝိုင်းမှာကထိုင်းဆိုင်တွေတရုတ်ဆိုင်တွေကိုရီးယားဆိုင်ဥရောပဆိုင်စသဖြင့် စားတောက်ဆိုင်တွေရောဈေးဆိုင်တွေရော စုံနေအောင်ရှိပါတယ် travel tour ရုံးခန်းတွေလည်းအများကြီးရှိသလို VN ချင်းကိုလာကြတဲ့နိုင်ငံခြားသားအများစုကလည်းအဲ့ဒီနေရာမှာရွေးပြီးတော့တည်တက်ကြတာမျိုးအတော်ကြီးကိုအဆင်ပြေပါတယ်ညာဘက်ဆိုရင်လည်းအနီးအနားမှာညာသေးရှိတာမျိုးညာသေးလျှောက်ကြည့်လို့ရပါတယ်ရွေးချယ်စရာဟိုတယ်တွေဆိုရင်လည်းဒီ area တဝိုက်မှာအတော်လေးများပါတယ်ဟိုတယ်ဈေးနှုန်းတွေကတော့တယောက်စာနေဖို့အတွက် hostel လေးတွေဆိုရင်ဘယ်နဲ့300လောက်အနည်းဆုံးရှိပါမယ် နှစ်ယောက်ခန်းတွေဆိုရင်တော့တညကိုဘတ်900လောက်ကနေစပြီးတော့ရှိပါတယ်တချို့ဟိုတယ်တွေဆိုရင်ဘတ်900လောက်နဲ့လည်းရနိုင်ပါတယ်ဟိုတယ်အများစုကတော့မနက်စာပါရပါတယ်ဟိုတယ်တွေကတော့တည်ပူးတလောက်ဘန်ကောက်ကလို service အကောင်ကြီးတွေ facility အကောင်ကြီးတွေမဟုတ်ပါဘူးအခန်းတွေလည်းနည်းနည်းဟောင်းပြီးတော့ကျင်းပါတယ် budget 1500ဝန်းကျင်လောက်သုံးရင်တော့ဟိုတယ်အကောင်တွေရနိုင်ပါတယ်ကျွန်တော်ကတော့ budget ထွေတာပြီးသုံးတာမို့900 800ဝန်းကျင်လောက်ပဲသုံးပါတယ်ဗျာ အနေထားလေးမှန်းလို့ရအောင် ပြောပြပေးတာပါဗျ။ဗီယန်ချင်းရုံးက visa reset တိရတာမြန်ပါတယ်။အလဲ visa တွေဆိုရင်တခါတလေမနက်ပိုင်း visa ရှောက်၊ငွေသွင်းညနေပိုင်း visa ရအဲ့လောက်ထိမြန်သက်တယ်လို့တခါတလေကြတော့လေမနက်ပိုင်းငွေတွင်းကနောက်ရက်နေ့လယ်ပိုင်းလောက်ဆိုရင် visa ရတတ်ပါတယ်ပုံတွေတော့မရှိပါဘူးဒါပေမဲ့အတော်ကြီးကိုမြန်ပါတယ်ဆိုတော့ visa ရှောက်ဖို့လာဦးမှာတညအိတ်ဒိုမဟုတ်နှစ်ညအိတ်လောက်ဆို များတော့အဖြစ်လုံလောက်ပါတယ်။တောက်ကြနေလို့ရံမျိုးသွားရှောင်းမိရင်တော့စနေသွင်းမနေပိတ်ရက်တွေနဲ့တိုက်သွားမှာမို့ရံနေနေပူကြကြဆောင်းရတာမျိုးဖြစ်နိုင်ပါတယ်။ visa approve ရပြီးရင်တော့ထိုင်းကိုလေရင်နဲ့ဖြစ်စေ၊ကုန်လန်းကနေဖြစ်စေပြန်ဝင်လာလို့ရပါပြီဗျ။ကုန်ကြစရိတ်ကိုခမန်းကြီးပြောရရင်အသွားပြန်လေရင်နဲ့သွားမယ် Air Asia နဲ့သွားမယ်ဆိုရင်လေရင်လက်မှတ်ဖို့အနည်းဆုံးဘတ်9000ကနေ6000လောက်ထိကုန်နိုင်ပါတယ်။ ဟိုတယ်ကတော့တညကိုဖန်900လောက်ကနေကိုသုံးရင်သုံးတလောက် ကုန်ပါမယ်။တစီစီးတာအတွက်ကခီအင်းဒီအဝေးပေါ်မှာမူတည်ပြီးတော့တခါစီးဘန်50 60လောက်ကနေအများဆုံး200 250လောက်အထိကုန်နိုင်ပါတယ်။စားတော့ကုန်ကြစေးကတော့ဘန်ကောက်ကကုန်ကြစေးနဲ့တိတ်ပြီးတော့မကွာပါဘူး။နည်းနည်းလေးတက်တာတို့လိုရှိတယ်ဆိုပေမဲ့အတူတူလောက်ပဲကုန်ကြနိုင်ပါတယ်ဗျ။ ဒါကဘတ်ဂျက်ခန့်မှန်းကျင်တဲ့သူတွေအတွက်ပြောပြပေးတာပါဒီလောက်ဆိုရင်တော့လာအိုမှာလေရင်နဲ့တွားပြီးဗီဇာရှောက်ကျင်တဲ့သူတွေအတွက်အဆင်ပြေမယ်လို့ယူဆပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြောက်ပေးသွားအောင်မို့ကျွန်တော်ရဲ့ page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ